ကဲယူရိုပါလိအရှင်သခင်ကတော့ယူရိုပါလိမှာပဲဆရာကြီးဖြစ်ပါတယ်ပရီးမီးယားလိမှာကတော့အတော်လေးကိုအဆင်မပြေပါဘူးခင်ဗျာမင်္ဂလာပါကိုကိန်းစတာဖူတ်ဘောချူအနီချူသွားရယ်မန်ချက်စတာယူနိုက်တက်နဲ့ဝက်ဆမ်ယူနိုက်တက်တို့ရဲ့ပွဲပြီးသုံးသချက် full time review ကိုလုပ်ပေးသွားကြမှာရယ်ဆိုတော့ပွဲပြီးတဲ့အချိန်မှာဝက်ဆမ်မန်ချက်စတာယူနိုက်တက်ကို2-0ဆိုရဲကိုပြက်ရလက်နဲ့အနိုင်ရခဲ့တယ် United fan တွေကတော့ဒီ result ကိုအရင်အံ့အသင့်မှာတော့မဟုတ်တော့ဘူးသူတို့အနေနဲ့ဒီနှစ် Premier League ဘောလုံးရာသီမှာနော် Eric Ten Hag လက်ထက်အောင်အခု Ruben Amorim လက်ထက်မှာအောင်တောက်လျှောက်ရလက်တွေစုအခြေအနေစိုးနေတာကိုရိုးအီးနေလောက်ပြီမှတ်ပါတယ် United အနေနဲ့ Premier League မှာဘာမျော်လင့်ချက်မှမရှိတော့ဘူးဒီ Premier League ဘောလုံးရာသီက United အသင်းရဲ့တမိုင်းတလျှောက်ပေါ့နော် Premier League 1992ရာသီကစရတယ်ဒါအဆိုးအဝါဆုံး ရာသီတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်။ယူရိုပါလိဒါလင်းသူတို့အတွက်အမိအဖလို့ဖြစ်နေတာ哦။ဆိုတော့ကျွန်တော်အရင်တော့တက်ခဲ့တဲ့ခေါင်းတယ်လို့ပဲတကယ်ကိုမျက်နှာနှစ်ဖက်နဲ့ပါယုံကြည်လို့လုံးဝမရဘူး။ဒါပေမဲ့ကျွန်တော်တို့ကတော့ခါလီကြရင်လက်တွေ့ကြကြပြန်ပြီးတော့ဆွဲကောက်တဲ့အတွေးခေါ်လေးတွေရှိတယ်။ယူရိုပါလိဖိုင်နယ်တက်သွားတယ်။အဲ့ဒီယူရိုပါလိဖိုင်နယ်ရောက်တယ်ဆိုရယ်စိတ်တက်တဲ့ခံယူချက်ပိုင်းညာ ရှယ်ကြီးဗျာဒီပွဲစဉ်ကိုတခုခုလုံးပြနိုင်မယ်အနေဆုံးတရေလောက်တော့ကစားနိုင်မယ်လို့ကျွန်တော်မျှော်လင့်ခဲ့မိတာတော့အမှန်ပဲဗျာဘာကြောင့်လဲဆိုတော့အဲ့လိုစိတ်သက်ပိုင်ရှိနေတဲ့အပြင်ပြိုင်ဘက်ဝက်ဆန်အသင်းကလုံးဝယုံကြည်လို့မရတဲ့အသင်းတစ်သင်းအဲ့လိုအသင်းမျိုးတောင် United အနေနဲ့စင်တော်တော်မပြေတဲ့ကစားပုံနဲ့ရှုံးနေကြတာပဲဖြစ်ပါတယ်ထားပါအဲ့တော့ Ruben Morin ဒီနေ့ပွဲစဉ်လူထုပ်ပုံအသစ်တစ်မျိုးနဲ့ကစားခဲ့တယ် ဒါတော့နီးပြတယောက်ရဲ့စိတ်ကူးစိတ်တမ်းပိုင်းဖြစ်တဲ့အတွက်ကြောင့်ဟာဒီဘဲကဟိုလူကိုတိုးရင်ကောင်းမယ်မှားတယ်မှန်တယ်ကျွန်တော်မဝေဖန်လို့ဘူးဒါပေမဲ့လည်းပွဲထွက်ကစားသမား၁၁ယောက်အဓိကကစားသမား၁၁ယောက်နဲ့ကံမယ်ဆိုရင်တော့တိတ်ပြီးမသေးကြတဲ့ပရီးမီးယားလိပြိုင်ပွဲမှာဒီလိုလူထုပ်ပုံနဲ့တွားကန်လိုက်တော့အခြေအနေပိုပြီးစိုးသွားတယ်ဗျအဲ့တော့ရူဘင်မော်ရင်ဒီယူရိုပါလိဖိုင်နယ်အတွက်အဓိကကစားသမားတချို့ သူသဘောကျတဲ့ကစားသမားတချို့ကိုအနာပေးလိုက်ဒါတောင်မှလီနီရိုဒိုင်ယန်ပြဿနာရသွားသေးတယ်ရေရှည်နားမလားဘာလားတော့မသိဘူးပေါ့နော်ထော်ကျွတော်ကျွနဲ့တော့ထွက်သွားတယ်ထားပါအဲ့တော့နောက်တန်းမှာ LD ဘီန်ဒါကိုဂိုးပေါက်တနေရာအတွက် ပေါ်ထွက်ခွင့်ပေးလာတယ် Okay ဘီန်ဒါကိုပေါ်ထွက်ခွင့်ပေးတဲ့ဒီပြဿနာမရှိသေးဘူးဒီ defensive line က3ယောက်ကတော်တော်လေးဝိတယ်ဗျကျွန်တော်အရင်က CCB ဆိုတဲ့ position အကြောင်းကိုတေချာလေးပြောပြဘူးတယ် ၃ရောက်တန်းခံစစ်မှာ Central Center Belt လို့ခေါ်တဲ့နေရာဒီအရေးကြီးဆုံးပဲဒါက line to line ချင်းစီရဲ့ deep အကြဆုံးနေရာမှာစော့ရတဲ့ကစားသမားတွေ vision လဲကောင်းမှမရမယ်အသားလဲကျရမယ်ဒီနေရာမှာအများတဲ့လူလူလဲကစားပူးရမယ်အတွေ့အကြုံပိုင်းလဲရင်းရမယ်ဆိုတော့ဟိုအခြေအနေမျိုးအတွေ့ဟိုဘယ်လိုပြောမလဲ ability မျိုးရှိတဲ့ defender မှာအဆင်ပြေမှာအဲ့ဒီနေရာမှာသုံးသွားတာက euro သုံးသွားတယ် euro ဒီ လာလီမာ CCB ကစားဘူးလားတော့ကျွန်တော်တေချာမသိဘူးဒါပေမဲ့ United ရောက်တဲ့အချိန်မှာ SCB RCB နေရာတွေပဲကစားနေရတယ် CCB နေရာတွေမှာ sorry သူဆိုလို့ Harry Maguire Matthias De Ligt တခါလေကြာ Landlord လောက်ပဲတွေ့မယ် Amorin နေနဲ့အဲ့ဒီဘိုင်းကနည်းနည်းအရေးစွန်သလားပေါ့နော် Euro ဒီဟိုတက်လုံအပြည့်နဲ့လိုက်ပြီးရုံးကစားပေးတယ်ဝက်ကတိရှိတယ်တိုးတော်냐လဲအဲ့လို vision ဘိုင်းမှာတည်ငြိမ်ရင်းချမ်းမှုဘိုင်းမှာ leading လုပ်နိုင်တဲ့အပိုင်းမှာအဲ CCB တယောက်ရဲ့ ability တွေမရှိသေးဘူးဗျ။ဆိုတော့ဘေးမှာကလည်း Masra Uri နဲ့ Luke Shaw ကိုတည်ပလိုက်တယ်။အဲ့တော့ Masra Uri တို့ Luke Shaw တို့ရဲ့ natural position ကဒါ center back ကစားသမားတွေမဟုတ်ဘူး။အ wing back ဆော့နိုင်မယ်ဗျာ။ဒါမှမဟုတ် full back ဆော့နိုင်မယ်အဲ့လောက်ပဲ။အဲ့တော့ဒီ defensive line မှာတည်သွားတဲ့၃ယောက်လုံးဒီသူ့ရဲ့တကယ် natural position တယောက်မှမပါဘူး။ တယောက်တော့ပါရင်တော့မှဒနေ့တော်သေးရထားပါတော့ယူရိုထုတ်ပြီးလန်ဒလော့ဖ်ကိုထည့်လိုက်မယ်ဆိုရင်တော့โอเคဒါလန်ဒလော့ဖ် CCB ကစားပေးနိုင်တဲ့အတွက်အဆင်ပြေသေးတယ်အခုကတယောက်မှမပါတော့အဲ့ defensive line ကလုံးဝ weak ထွက်သွားတယ်ဒါဖြင့်ကျွန်တော်တို့ကွင်းလယ်မှာเนาะမညိုအကာတစ်နဲ့ကိုဘီမိန်းနူတဲတယ်ကိုဘီမိန်းနူကအရင်တော့ဆွဲဆောင်ရင်မျိုးမရတော့ဘူးမညိုဦးကားတရလည်းရှိဘီဘာအောင်နဲ့ပွဲမှာကစားတဲ့အခါကျတော့အနေငယ်ပွဲပန်းနေတဲ့ပုံစံမျိုးလေးတွေ့ရတယ် ဒါပေမဲ့လည်းဟိုကွင်းလေကစားဖို့အထိုင်ကတော့စိုးတော့မစိုးပါဘူးဟိုသူ့အထိုင်လျောက်တော့ကစားပေးနိုင်တယ်တို့တော့အဲ့ဝင်းဘတ်တရားလဲအဲ့လောက်အဆင်မပြေဘူးအာမဒီယာလိုကလွဲရင်တစ်ဖက်က AMS AMS နဲ့ပတ်သက်ပြီးကျွန်တော်အများအားလို့ထောက်ပြပါတယ်ဒီကစားသမားလေးကစော့ကျင်သေးရှိတယ်ကစားလို့သေးရှိတယ်ဆိုပေမဲ့လိုအပ်ချက်ရှိတယ် United အသင်းမှာကစားဖို့အတွက်အဲ့လောက်ထိအသင့်မဖြစ်သေးတဲ့အခြေအနေမျိုး Now Messi မောင်းလည်းပရိုတိုကွန်တနေရာပေးပေမဲ့တပွဲနဲ့တပွဲမတိငိမ့်သေးတဲ့ခြေသွမ်းပိုင်းအရာ Messi မောင်းသည်အဲ့လောက်အဆင်မပြေပါဘူး ဆိုတော့ဝဆန်းတင်းရဲ့ပုံစံကလည်းသူက၃ယောက်တန်းခံစစ်နဲ့ဒီဖြစ်ဖြစ်ကစားတဲ့အတင်းတင်းအဲ့တော့ယူနိုက်တက်အတင်းတစ်ခါလေးကျရင်ဘောလုံးပြန်ရသွားလို့ဂိုးပေါက်ကန်သွင်းတဲ့အခြေအနေမျိုးမှာရှေ့က block တာတွေပဲတောက်လျှောက်ကျွန်တော်တို့မြင်ရတယ်ဝဆန်းရဲ့ blocking system အောက်မှာလုံးဝနစ်မျောနေတယ်ဆိုတော့ပုံစံမျိုးပေါ့နော်ဒါအပြင်အဲ့လို power ဘိုင်းမှာလည်းယူနိုက်တက်ကစားသမားတွေကပွဲပန်းနေတဲ့အတွက်ကြောင့်အနေနဲ့ဝိနေတဲ့ပုံတံအခင်းချင်းမျိုးလေးကိုကျွန်တော်တို့မြင်ခဲ့ရတယ်။မာမကူဒက်စ်ကို control လုပ်ဖို့အတွက် တော်တော်ခက်ခဲနေပါတယ်ဒါတောင်မှအဲ့ဘက်ကအမဒီယာလူရဲ့မဇရာဥရဲ့နှစ်ယောက်ရှိရနော်အေးမတ်တို့လူရှော့တို့ရှိကြည့်ပို့တော်အချင်းနေစိုးအောင်မယ်ဆိုတော့ဒီကိုဒါလို့မပါဝင်နိုင်ခြင်းကလည်းခက်ခဲမှုတွေအများကြီးကြုံတွေ့စေခဲ့တယ်အဲ့တော့အရှင်တို့ United ကစားသမားဟောင်းဖြစ်ခဲ့မှုတဲ့ R1 Bizaka ဒီနေ့ဘွဲ့တော်တော်လေးကောင်းပါတယ် Bizaka နဲ့ Mamad Gudes တွဲလိုက်တဲ့အခါကျတော့အဲ့ဒီ Win Back နဲ့ရှေ့က Striker နှစ်ယောက်ပေါ့နော် Right Right Side မှာဆော့နေတဲ့ Striker နှစ်ယောက်ပေါ့ဒီတွဲလုံးတွေကနေတစဉ် ကျွန်တော်တဲ့ကစားသမားတွေတောက်လျှောက်အခွင့်အရေးတွေပေးခဲ့ရတဲ့ပုံစံမျိုးတွေမြင်ခဲ့ရပါတယ်အဲ့တော့ဟိုကျွန်တော်တို့ကစားပုံကစားပေါက်အပိုင်းရ conclusion ပြန်ဆွဲမယ်ဆိုရင်ဝက်ဆန် green porter ရဲ့ style အတိုင်းရဲကြီးဗျ view ဟာကြကြတင်မလားဟိုစနစ်တကျနဲ့ကစားခဲ့တာတော့မဟုတ်ဘူးအဆင်ပြေသလိုပဲကစားသမားတူတယောက်ချင်းစီရဲ့ကျွမ်းကျင်မှုကနေ drive pass တွေနဲ့ကစားသွားတယ်မမကူတဲ့စီရဲ့တူအားယုံအားတွေကနေကိုရဖို့အတွက်ကြိုးစားသွားတယ်အဲ့လောက်ပဲ အထူးတလဲ share ကြီးကစားသွားတာမဟုတ်ဘူး United ကလိုအပ်ချက်တွေအများကြီးနဲ့ရှုံးသွားတယ်လို့တော့ကျွန်တော်ယူဆပါတယ်ခင်ဗျာဆိုတော့ကျွန်တော် twin goal လေးတွေပြန်လဲစမ်းစစ်လိုက်ရအောင်เนาะဒါ26မိနစ်မှာပဲ R1 Bisaka ရဲ့အမြင်ဆုရှာမှုပေါ့မမကူတဲ့ speed ထွက်နေတာကို R1 Bisaka တန်းတွေ့တယ် Bisaka ကလည်း United မှာအဲ့လိုခြေသွမ်းမျိုးပြရင်အသေးမှစက်ထင်းထားခံရအောင်မယ်အခုကဝက်ဆန်ရောက်မှကောင်းတာဒီလိုဆိုရင် vision တော်တော်ကောင်းတယ်မမကူတဲ့ speed ထွက်သွားတာကိုကျွန်တော်က तू လက်မမြင်ဘူးထင်တာ ဒါမဲ့မြင်နေဗျာရအောင်ပေးလိုက်တယ်အဲ့တော့မမ်မတ်ကူဒက်စ်က position ကောင်းတော့အဲ့ချိန်မှာကူဒက်စ်ဒီ solo skill not dribbling skill ကောင်းတော့တစ်ချက် fake လိုက်တဲ့အချိန်မှာအာမတ်ကလည်းမျောသွားတယ်အာမတ်ကလည်း attacking action တွေကောင်းရမယ် defensive action တွေကတော့လိုမှာပဲဗျာ तू ကဒီ wing back နေရာမှာဒီယာဒီမာဆော့ဘူးတဲ့အခါကျတော့နောက်ရာဒီရောက်ရင်ကောင်းကောင်းကောင်းမယ်ဆိုတော့ဒီယာဒီမာကတော့အဲ့လောက်ထိအဆင်မပြေသေးဘူးအဲ့လိုမျောသွားတဲ့အချိန်မှာကျွန်တော်စိုချက်ကိုပေးလိုက်တယ်စိုချက်ကလွတ်လွတ်ကျွတ်ကျွတ်နဲ့ကိုတွင်းသွားခဲ့တယ်ကျွန်တော် AMS နဲ့ထိတယ်လို့မထိတယ်လို့ဖြစ်သွားပေမဲ့လည်းဒါဆိုချက်တွင်းနဲ့အတွင်းကိုအဖြစ်ပဲမှတ်ယူရမှာပေါ့နော်အကျွန်တော်နောက်ထပ်တွင်းကိုတကူကဒုတိယဘိုင်းမှာရသွားခဲ့ပါတယ်ဒီကိုဆိုရင်လည်းမညွန်ဥကားတရဲ့ပွဲပန့်မှုဟိုပုံစံလို့ပဲပြောရမှာပေါ့နော်သူနည်းနည်း retain လုပ်တာကြာသွားတယ်အဲ့တော့ဒီလုံးကိုလည်းဘသူကလမ်းပြီးတော့ press လဲဆိုတော့ Aaron Bissaka ပဲရအောင် press တယ်အဲ့တော့ Aaron Bissaka ဒီ shit တဲ့နောက်စဉ် အတော့ကိုကောင်းတဲ့ကစားသမားကျွန်တော်တို့ကခရစ်စတပယ်လစ်မာတဲ့အာရွန်ဘီဆာကာကိုတတိထားမိတယ်အဲ့လိုခြေလန်းအကျဲကြီးတွေနဲ့ဗျာအာ overlap တွေလောက်တာကောင်းတယ်နောက်ကိုပြက်စင်းတာကောင်းတယ် gap ကိုအပြည့်ဖြည့်နိုင်တဲ့ကစားသမားတယောက်ပေါ့နော် United ရောက်မှသူဘယ်လိုဖြစ်သွားလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးထားပါအဲ့တော့ဘီဆာကာပြန်ရွာနေစဉ်မာမကူဒက်စ်ကိုပေးတယ်အဲ့တော့ကူဒက်စ်နဲ့အဲ့အာရွန်ဘီဆာကာပဲလုံနေတာကူဒက်စ်ကနေကန်နေအဲ့ကျွန်တော်ပြန်ထွက်လာတဲ့အလုံးကိုဘီဆာကာပဲထပ်ပြီးတော့ pass ပေးလိုက်တယ် ဂျရက်ဘိုဝင်ကလွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်အဲ့တော့မမ်မကူဒက်စ်ရဲ့ကန်သွင်းချက်မှာလည်းဘောလုံးကဟိုပြတ်ပြတ်မသွားဘူးပေါ့နော်အဲ့လိုပြန်ပြီးကျလာတဲ့ second ball ဒါဘီဆာကလည်းအကောင်းဆုံးအခွင့်အရေးတစ်ချိန်ဖန်တီးပေးခဲ့သွားတယ်လို့ပဲပြောရမှာဖြစ်ပါတယ်အဲ့တော့ပွဲပြီးတဲ့အချိန်မှာတော့နော်ယူရိုပါလိသခင်ကြီးကတော့သုံးတဲ့တိုင်းပဲပရီးမီးယားလိမှာရှုံးပွဲကြုံတွေ့သွားခဲ့ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးကိုဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ